2025ရဲ့မနော2025အကုန်2026အကူနော်ဒါမဲ့2026ကိုတင်ပါပြီးပြောင်းလဲသွားပြီဆိုတာကို collective လောက်ထားပြီးရပါတော့ဒါကတော့အဲစိတ်ကိုထဲမှာပေါ်လာလို့ပေါ့နော်ကိုအဓိကတော့ဗီဒီယိုတွေကိုတော့တိတ်ပြီးတော့ဗီဒီယိုတွေပါတိတ်ပြီးတော့မလုပ်ဖြစ်ဘူးဒါမဲ့ကိုကတော့စိတ်ကိုထဲမှာပေါ်လာလို့လုပ်ဖြစ်တယ်ပေါ့နော် စာရထား25ကောင်းနေထား26ကုမာတင်းတို့ရဲ့ကံစပါးတွေကဘာကြီးဖြစ်သွားမလဲပေါ့နော်ကြည်အောင်ဆိုတော့ကက်လေးတွေကိုကြည့်ကြမယ်ပေါ့နော်ဒီမှာတော့ဒါရ2026အတွက်ပေါ့နော်ချိုးထားပြီးတာပေါ့နော် collective ဖြစ်တယ်ဆိုတော့2020နဲ့ငါပေါ့နော်အကုန်ပါ ဘာတွေပြီးဆုံးသွားမလဲဆိုတော့ခက်ခဲခြင်းကြက်တဲခြင်းအဆင်မပြေခြင်းတွေအဆုံးသတ်သွားမယ်ဆိုတဲ့ပုံစံမျိုးပြရတယ်။ကိုကကံကြွေးဝတ်ကြွေးတွေရှိတယ်ပေးစားရမယ်ဝတ်ကြွေးတွေရှိရယ်ကံကြွေးတွေရှိရယ်ဆိုရင်အဲ့ဝတ်ကြွေးကုံဆုံးမယ်လို့ပြရတယ်။ဘာလို့လဲဆိုတော့ဒီမှာပါကတ်ကြရလဲဆိုတော့ဓာတ်ကတ်ကြလို့2025မှာအဲ့ဒီကံကြွေးဝတ်ကြွေးကလုံးဝအဆုံးသတ်သွားမယ် လောကအဆုံးသတ်တော့အခုတလောဒါ Facebook အကောင့်လေးပေါ့နော်ကြားတယ်ပေါ့ပြောရမယ်ဆိုရင်ဒါတိုက်ဆိုင်တယ်လို့ပြောလို့ပြအောင်ဒီကားကတော့ retrograde ရဲ့ပုံစံကစိတ်တန်ပေါ့နော်စိတ်တန်ကပြောရမယ်ဆိုရင်တော့ကံကြွေးဝဲကြွေးပေါ့နော်အဲအဲ့ဒီဘယ်လိုပြောမလဲကောင်းတာရောမကောင်းတာတွေရောအလုပ်ပါတယ်ပေါ့နော်ဆိုတော့ဒီ first Facebook account တွေပြတ်ကြရတယ်။ connection loss ဖြစ်ကြရတယ်။ဒီ2025မှာကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေ2024မှာကြုံတွေ့ခဲ့ရတဲ့ကိစ္စတွေတော်တော်များများဟာဘယ်လိုပြောမလဲဆိုတော့အချိန်တွေတော်တော်ဆိုးသွားတယ်ပေါ့နော်။ချိုးဆိုရင်ဒါငန်းနှင်းကိစ္စတွေပါမယ်။နော်မနေ့ကိစ္စတွေပါမယ်ဒါခွဲခွာရတယ်ကိုယ်မီတာဆိုကိုယ်ချစ်ခင်ရတဲ့သူနော်ရေချမ်းပြေချာကိုရောက်သွားတာပုံစံမျိုးပေါ့ဒီကတော့ကိုကအိမ်မိပါနဲ့မခွဲချင်ဘူးနဲ့ခွဲခွာရတဲ့ပုံစံမျိုးချိုးဆိုရင် နော်အဲ့လိုမျိုးပေါ့2025 2026နော်အဲ့တော့2025ကအကျွန်မပြောထားသလိုပဲဒီဘယ်လိုပြောရမလဲနာဂရန်ကြားတယ်ပေါ့နော်နောက်မှာငါလည်းဆုံးသက်တဲ့အတွက်ပြောင်းလဲကြီးကြီးမားမားဖြစ်နိုင်တယ်အပြောင်းလဲကြီးကြီးမားမားတော်တော်လေးဟိုဟိုတခါလဲပြောင်းလဲတာမဟုတ်လုံးဝ change ပဲပြသွားတယ်ဘာဖြစ်လို့လဲဆိုတော့ဘာကြောင့် change ပဲပြသွားလဲဆိုတော့ deck ရဲ့ ဒီမှာတက်ကတက်ကပြီးတော့အိဆော့ဝမ်းကြတယ်ပြန်လဲမွေးဖွားခြင်းတော့အစ်စ်2026မှာအားလုံးဟာလူအသေးစိတ်တဲ့နော်လူအသေးစိတ်တဲ့နဲ့တွားမှာအဟောင်းနေမပါလာတော့ကိုနဲ့အဓိကကတော့အချစ်ရင်အိမ်တော်ရေးပြောတာပါနော်ကိုနဲ့ကံမပါတဲ့တူနဲ့ဆုံးတက်မယ်ဆိုတဲ့ပုံစံမျိုးတော့ပြအချစ်ရင်အိမ်တော်ရေးလို့ဒါကိုနဲ့ကံမဆက်တဲ့တူတင်နော်ကိုနဲ့ အစဆုံးပါတယ်ပေါ့အရာဝတ္ထုပစ္စည်းတတ်မဲ့တက်ရှိအကုန်ပါတယ်မိတ်ဆွေတွေကျွန်မပြောချင်တာကမိတ်ဆွေတွေမိတ်ဆွေတူမိတ်မိတ်ဆွေမိတ်ဆွေကိုပေါ်အဲ့မျိုးပေါ့နော်ရှိတဲ့မျိုး꽌ရတဲ့မျိုးလူတွေပါတယ်ပေါ့နော်ဒက်ကဲဆိုတာကတကယ်ဒီကျွန်တော်တို့ဒီခေါ်ဆိုနာဆစ်ဆစ်လို့ခေါ်တာပေါ့နော်စိတ်တစား အတတကူကောင်းဆန်နေတကူကောင်းဆန်နေအဲ့လိုမျိုးပေါ့နော်ကိုတွတ်အတုအယောင်ဖြစ်တဲ့သူတွေကိုပွားတယ်ကနေနော်လုံးဝအပြီးပိုင်တည်2025ရဲ့မှာအပြီးထွက်ခွာတော့ကာလာအတန်ကာလာကိုပြောရမယ်ဆိုရင်ကျွန်မပြောချင်တာကာလာကိုပြောရမယ်ဆိုစကော်ပီယိုရာဒီဖြစ်တယ်ဒါဓာတ်ကက်ကစကော်ပီယိုရာဒီကိုကိုးစားပြုတာပေါ့နော် ပြောရမယ်ဆိုရင်တော့ ASO 1ဆိုတာကဒါ fire sign ကိုကိုးစားပြုတဲ့အတွက်စာကြီးရာဒီပွင့်ကိုကိုးစားပြုတာဆိုရင်လည်းမပါဘူးနော်ဒီမှာပြရအောင်ဆိုတော့2025အကုန်2029ပေါ့နော်2026ကတော့ဟိုပြောပြတော်တော်များများဟာလုံးဝလူအသက်အလုပ်အသက်နေရာအသက် လောကချင်းချင်းပဲပြောင်းသွားမယ်ဆိုတဲ့ပုံစံမျိုးကြီးပြရတယ်လောကဒီပြောင်းလဲတာတည်တည်မှမှပြောင်းလဲတာပေါ့လောကကြီးပြောင်းလဲသွားမယ်အခုဆိုရင်ဒါလူတွေပါတယ်ဘလိုကြုံရလဲဆိုအားလုံးသိကြပါတော့ Facebook Facebook account တွေပြတ်ကြတယ်အဟောင်းတွေလောကအဟောင်းတွေနော်အဲ့ဒီတော့ချိုးလေဆိုရင်ဆက်လေးနဲ့အကောက်လေးစကားနဲ့အကောက်လေးရှိမယ်ဆန်နဲ့အကောက်လေးရှိရယ်ရှက်နဲ့အကောက်လေးရှိမယ်အာ နော်အဲ့ဒီ account ဒီတောင်ပါဒါတက်မဲ့အရာတွေတက်ရှိအရာတွေပေါ့နော်ကိုရဲ့ဒီ relationship မှာဆိုရင် ကိုအတွက်စိတ်မမှန်တဲ့လူကြီးကိုဘွားတဲ့အထွက်ခွာပေါ့နော်အဲ့ဒီကိုစောင့်နေတဲ့သူတွေအဲ့ဒီမှာကိုဘွားတဲ့ဝင်ကြီးထွက်ချင်ဖြစ်နေတဲ့သူတွေ2025တဲ့ကသူတို့ကကိုဘွားကိုနောက်ကိုဘယ်တော့မှပြန်ပါလာတော့မှာမဟုတ်ပါနော်အသေးကွဲတာတွေနော် အဲ့လိုဆုံးရှုံးရတာတွေဒါဒီ2025မှာအဆုံးသတ်ပဲဗောနော်ဒီမှာပြထားတယ်အဲ့တော့2026မှာတော့ ISO 1เนาะအသစ်တွေလိုတဲ့မိတ်ဆွေတဲ့ကောင်းသော positive ကကြရဗောနော်လိုတဲ့မိတ်ဆွေတဲ့နေရာတဲ့နော်အလောက်တဲ့ဆိုတော့ပညာရေးဆိုရင်လည်းပညာရေးကိုကန်ညံ့နေရဆိုရင်တော့ကန်ကောင်းလာမယ်တပေါ့နိုင်ငံခြားကန်ညံ့နေရဆိုရင်နိုင်ငံခြားကန်ကောင်းလာမယ်တပေါ့အချင်းရေးကန်ညံ့တဲ့သူတွေ ်ချင်းဤကကောင်းလာမယ်တဘောတွေတွေ့ရတယ်။ဒီကက်တွေက fire sign တွေကိုစားပြုတယ်ဗောနော်။ဒါကတော့ကက်တွေကမျက်နှာလာပြီးတော့ချိုးထားတာမျိုးမဟုတ် collective ဖြစ်တဲ့အတွက်ကြလာတဲ့ကတ်ကိုပဲကျမတို့ခေါ်ပြရတာပဲเนาะဘာကြီးတက်ကြလဲဆိုတော့ fire sign နဲ့ air sign နဲ့ပုံပြီးကြရတယ်ခေါ့เนาะဒီမှာပြထားတာ fire sign နဲ့ air sign ဒီပုံပြီးကြရတယ်เนาะအဲ့တော့ပြောရမယ်ဆိုရင်တော့ ဖယားဆိုင်နေရ2026မှာကံကောင်းနေရလို့တော့ပြောလို့ရတယ်နော်ကံကောင်းနေတယ်လို့ပြောရရတာနှစ်အစမှာနှစ်အစပါပေါ့နော်နှစ်အစပါဒါတခါ26နှစ်အစမှာဖယားဆိုင်နေအဆိုင်နေရကံစတာကောင်းနေမယ်ဆိုတဲ့ပုံစံမျိုးပြဒါ2026တနှစ်စာကံစတာတော့မကြည့်ရသေးဘူးပေါ့နော်ဒါ2025 2026 6အကူကိုပဲကျွန်တော်ကြည့်ထားပြပါမယ်နော်အာနောက်ဆက်တွဲရတော့ထပ်ပြီးတော့ဗီဒီယိုတင်ပေးမယ် အစရာအေးဆုံးဝမ်ကတ်ကအခြေကတ်ဆိုနေမမာဘူးဒါခင်းအာဒါဒီအဆိုင်ကတ်ဆိုတာငွေရေးကြီးကတ်ကိုပြောတာနော်အာအခြေကတ်ဒုမဟုတ်အလောက်နေရာထိုင်ခင်းဆဆရှိတဲ့ဒါကိစ္စပါနော်ဒါငွေရေးကြီးဘိုင်းနဲ့ပတ်သက်ပြီးတော့ပြတာပါနော်ဒါကတော့လူတဲ့စိတ်တဲ့နေရာတဲ့ နော်အဝင်ဝင်အသက် account တက်ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒါလူတွေကိုလည်းကိုစားပြုတယ်ဆိုတော့ baby အသက်ပေါ့ပြောရမယ်ဆိုရင်ခလေးမွေးဖွားမယ်ဒူတီလက်ရှိကိုဝန်တဲ့တွေခလေး2026မှာမွေးကြမယ်မမေတွေပေါ့2026မှာခလေးမွေးကြမယ်မမေတွေနော်နော်အဲ့ဒါမျိုး2026မှာဒါကိုဝင်ရမလားဆိုတဲ့မိကုံးဆိုရင်ကိုဝင်ရမယ်အလုပ်သေးရမလားဆိုရင်ရမယ် နော်နိုင်ငံခြားရောက်လားဆိုရင်ရမယ်။ညာရေးကအဆင်ပြေမလားဆိုရင်အဆင်ပြေမယ်လို့ပြောရပါမယ်။ငွေရေးကြေးအဆင်ပြေမလားမေးရင်ပြေမယ်လို့ပဲပြောရပါမယ်။နော်အဲ့တော့အဲ့ဆိုထီပေါက်ကိန်းရှိတာလို့မေးရင်ပေါက်ကိန်းရှိရလို့ပဲဖြေရတော့ပါနော်။ဆိုတော့အဲ့တော့2025 2020ဒါမဲ့တခုတော့ရှိရယ်။ဖူးစာမမှန်တဲ့တွေကျွန်တော်အမြဲပြောရနော်။ ကိုစားမှန်တဲ့လူတွေမိတ်ဆွေမစစ်တဲ့လူတွေကိုပွားလေကတကယ်ပြီးပါထွက်ခွာမှာသူတို့တွေကကိုနောက်ပါကိုမပါတော့တကယ်မပါတော့ဘူးကြံ့ခဲ့မှာကိုပွားတွေကနေထွက်ခွာသွားမှာသူတို့တွေကိုစီဘယ်တော့ခါမှပြန်မလာနိုင်တော့တဲ့ ठी ဝေးသွားနိုင်တဲ့တဘောမှာရှိရပါတော့ဟိုမဝေးသွားရတာပါကိုဘက်ကနေပြီးတော့သူတို့ထားခဲ့တာလေဖြစ်နိုင်တယ် သူပြောချင်တဲ့ message ကကိုတော့မကောင်းတဲ့သူတွေ2025မှာအပြီးထားခဲ့လိုက်တော့လို့ပြောချင်တယ်။နိုဝင်ဘာလကိုတော့မကောင်းဒီလိုကကိုတော့မကောင်းကိုဘွားတဲ့ဝင်ကြီးထွက်ကြီးဖြစ်နေတယ်ကိုကစားနေတယ်ကိုစိတ်ခံတာတွေပြီးနေတယ်ပြောမယ်ဆိုရင်ကိုစိတ်ရှော့အောင်လုပ်တယ်စိတ်ညစ်အောင်လုပ်တယ်ကိုရှိမှအမျိုးကိုနောက်ွယ်မှာအတင်းတောက်တဲ့တူတယ်နော်အဲ့လိုလူတွေကို ဒီ2025မှာထားခဲ့ပါလို့ဒါဒီကတ်ဒီမှာပြောနေတယ်ဗောနော်ဒါလူတိုင်းလူတိုင်းပေါ့ everyone ကိုကိုစားပြုတာเนาะယာတိခွင်တယ်မဟုတ်ဘူးကျွန်တော်ပြောချင်တာယာတိခွင်တယ်မဟုတ်ဘူးအာအကုန်ပါနောက်ရပါတခုပါတထွက်တွေ့ရတယ်ဆိုတော့ဓာတ်ကတ်ရဲ့တဘောကမာရဏကတ်လို့ပြောတာအဲ့ဆိုတော့ဓာတ်ကတ်မှာပါပါလဲဆိုတော့ဒါ ဘောဓုသာသမီတွေပါတယ်တနင်္ဂနွေသာသမီတွေပါတယ်ဘောဓုသာသမီတွေတနင်္ဂနွေသာသမီတွေကံရနှိုင်းနေတယ်ဆိုရင်2020နဲ့5ကုန်2026ကုန်ပါကံစာတာမြင့်တက်လာမဲ့ပုံစံပြီးပြတယ်ဒီဓာတွေကဘာနေသာသမီတွေကိုစားပြုတယ်ဆိုရင်တနင်္ဂနွေဘုဒ္ဓဟူတနင်္လာကိုစားပြုတယ်ကက်အဲ့ဒီပြောရင်လည်းမှားဘူးရာဒီကွယ်နေတဲ့ကြာရဲ့စာကြီးလီယို Aries ဘာကို Taurus Capricorn ပြောရင်လည်းမပါဘူးပြီးရင် scope ကိုပေါ့နော်ကန်ညံ့နေရဆိုရင်တော့အဲ့ဒါလေးပြောတာဆိုတော့မိမိဟာကန်အလွန်ညံ့နေရဆိုရင်လုံးဝကြော်ရင်ကန်ကောင်းလာကိုရှိရလို့တော့ဒါသူတို့ညွှန်ပြထားရပါနော်ဆိုတော့အဲ့တော့စမ်းပွင့်နေမလားအချစ်သိရမလားဆရာမရေးချစ်တဲ့ရမလားအလောက်ကရမလားเนาะမေးတဲ့မေးခွန်းကိုဖြေရမယ်ဆိုရင်တော့ ရမယ်လို့ပဲပြောရမယ်။နိုဝင်ဘာကျော်ရင်အဆင်ပြေလာလိမ့်မယ်။ဝေးကြီးပိုင်လောက်ကြိုက်ပိုင်းဆော့ဆော့ရအဆင်ပြေလာမယ်။လုံးမြဲလို့ပဲဟောပြရမှာပေါ့နော်။ဒါလည်းပြောရမှာပေါ့။ပြောရမယ်ဆိုရင်ကလေးရမလားလို့မေးရမေးပေါ့ဆိုကလေးဆိုရင်တော့ဒါဆွေမျိုးတည်းအပြင်ဝင်စားတယ်လို့ပဲပြောပေါ့။နော်။ဆွေမျိုးတည်းအပြင်ဝင်စားတယ်ကိုရဲ့ကိုအရင်နှီးဆုံးကိုချေရဆုံးကိုရဖို့ဖွာပြောင်းဝင်စားရဲပေါ့ဆရာ လောက်ကြလေးလားမိခရရဆိုရင်လောက်ကြလေးလိုပဲပြောလို့ရတယ်။နော်အစီအစဉ်လေးကိုကြည့်ရှုအားပေးတဲ့အတွက်အားလုံးကြည့်ရှုသိပါတယ်အားလုံးကောင်းလေးပါစေနော်